ဟမ်ဟောအားမင်္ဂလာပါရှင်ချောကတော့ဒီနေ့ချောကိုအားလုံးအင်းညကြရဲချောရဲ့သပင်းအရှင်ကြီးကိုဘလို့ထိမ့်သိမ့်လဲလို့မရရင်ချစ်တူတွဲလာပြပြပြဖြစ်ပါတယ်ချောကသပင်းလဲရှည်ရဲပြီးတော့သပင်းရှည်ရောလည်းတကယ်မျက်နှာတွေဖြစ်တတ်ကြမလို့ချောသပင်းကိုထိမ့်သိမ့်တဲ့အခါကျရင်ကဘာဝါထုတ်ကုန်နေဖြစ်တဲ့ equality ကောင်းတဲ့ပစ္စည်းကိုအငြင်းရွေးချယ်ပြီးတောင်းလို့ရှိပါတယ်ရှင်ချောအခုတောင်းနေရဲ့ညအေရ ခေါင်းလေးစီမွေးလို့ဆိုရင်ဘာလို့ပုံနဲ့ဖြစ်တဲ့အတင် quality လက်ကောင်းနေ။ ondi ကိုအဓိကကုန်ချမ်းအဖြစ်ထားပြီးထုတ်လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ဥစဉ်ကပြင်းနေရမျိုးဖြစ်ပေနဲ့ ondi နဲ့တင်းတင်းလေးနဲ့သုံးလို့ရဒီခေါင်းလေးစီမွေးလေးကိုသုံးပြီးတော့ဘယ်လိုဆိုရင်ထိတ်ထိတ်နဲ့ဆိုပါလိမ့်မယ်။အားလုံးလည်းပြပြပါမယ်ရှင်။ခေါင်းရှော့ကင်လေးများအေးရအစင်းမြခေါင်းလေးစီမွေးလေးကိုခက်ရွှဲရွှဲလေးလိမ့်ပြီးတော့ဥရပြားလေးကိုစိတ်ဝင်အောင်လို့ခေါင်းလေးကိုနှိမ့်နေပြပြီးနိုင်ရွက်တမမဟုတ်အချိန်ရရင်တနင်္လာရောက်ပေါင်းထားလိုက်ပါမယ်ရှင်။ညအေးရရဲ့အစင်းမြခေါင်းလေးစီမွေးရ ondi ကနေမထုတ်လုပ်ထားဖြစ်တဲ့အတွက်ကြောင့်မို့လို့စံကိတအတွက်တကယ်ကိုရင်ကြီးစစ်ချရတယ်နော်။ ond တိယနေရတဲ့အုံစီယုံမှ cold press နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ကောင်းလိုင်းစီမျိုးဖြစ်တာမို့လို့သဘာဝပစ္စည်းလေးလည်းဖြစ်တယ်နော်ပြီးတော့သူ့မှာက vitamin E လည်းပါသေးပါရဲ့ရှင်အခုလိုစီလေးနဲ့ပေါင်းပြီးတော့ရှော်ပြီးဆိုရင်တော့စပင်လေးရဣစင်ပြီးတော့စပင်ညေပဒနာတော်တော်လေးအဆင်ပြေသွားပါရဲ့ရှင်ဘဝတနိုင်လောက်များအေးရကောင်းလိုင်းစီမျိုးလေးနဲ့စီပေါင်းပေါင်းထားပြီးတော့ချော်လို့ဆရာရှိရလေးလုပ်လိုက်ပါဦးမယ်ရှင် ချောပါစပယ်ဟိုနိုင်အီရာကောင်းလေးစီမင်းနဲ့ပေါင်းပြီးပြီဆိုရင်တနင်္လာထားလေးရှိရဒါပေမဲ့ဒီနေ့ကပြင်သေးသွားစီတာရှိရောနိုင်မလောက်ပဲထားပြီးရောအောက်ချော်ပြီးရှင်မချုပ်လိုက်ပါအောင်မရှင်ဒီမှာကြည့်ကြည့်စပယ်မင်းကြီးဟိုဆိုတာဒါမျိုးပြောတာလေး ညာအီယာအီရှူဟာတခြားအုံးစီကောင်းလင်းစီလိုမျိုးစီကကချွဲပြပြကြီးရှိနေရမျိုးမဟုတ်ပဲနဲ့ပုံမှန်နေ့လေးမှာလည်းလင်းလို့ရတယ်နေပူတိထားရဲ့စန္ဒာလေးရအပြားနှစ်ခွက်ဖြစ်တယ်လို့စီလေးနဲ့ပေါင်းပြီးအမြဲပြင်ပေးရမယ်နော်အားလုံးကျေးဇူးများကြီးတင်ပါတယ်ရှင်